ုက်နေအကျန်းစားလှုပ်ဆောင်ချက်တွေကိုမှကြိုက်တယ်ဆိုတဲ့သူတွေအတွက်ကိုမှထပ်မံအစ်စ်ထွက်ရှိလာတဲ့ Oppo A5 လေးရဆိုရင်သူ့ရဲ့ Yanggo Mobile Store ပိန်းဆိုင်ရောက်ရှိလို့နေပါပြီနော်သူ့ရဲ့ဈေးနှုန်းလေးရဆိုရင်လည်း9600 900ကျပ်ပဲစတင်မှာဖြစ်ပါရဲ့ရှင်အရောင်ကာလာပိုင်းမှာဆိုရင်လည်းအခုစုလက်ထဲမှာရှိနေတဲ့ကျော်ရှင်းမှုဒီဇိုင်းအသေးနဲ့ထွက်ရှိထားတဲ့ Laser White လေးရဖူးခြားပေါ်လွင်မှုအတွက်ဖန်တီးထားတဲ့ Midnight Blue လေးရဆိုပြီးနှစ်ကာလာရရှိမှာဖြစ်ပါရဲ့ရှင် ။ပြရှိလည်းပဲရှိရဲစက်ခွင်အတွေ့အကြုံကိုအပြည့်အဝပေးနိုင်မယ်။ Calling Glory လား Glass 7 Eye ကိုတုံးပြပေးတာဆိုရတဲ့အတွက်ကြောင့်မလို့ရုပ်ထွက်ကတော့ကြည်လင်တပားနေမှာပဲဖြစ်ပါတယ်။ ဒါပြင်ကမှတော်ရုံပြုတ်ကျတဲ့ဓာန်လို့ခံနိုင်သေးရအတွက်ကြောင့်မလို့လုံးဝကူမှအကျန်းခံတယ်လို့လည်းပြောလို့ရပါတယ်။ဒီလိုမွေးရည်နဲ့ကြိုက်တဲ့ IP65 water resistant နဲ့ပါတဲ့အတွက်ကြောင့်မလို့ရေဆူချွေးဆူခံခံနိုင်တဲ့အပြင်ကမှမွေးရည်ထဲမှာပဲဖြစ်ဖြစ်ဖုန်တူတက်တဲ့နေရာမှာဖြစ်ဖြစ်အလွယ်တကူအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။7.7 inch display နဲ့ဆိုတော့ရုပ်ရှင်ကြည့်ရတဲ့အခါမှာလည်းရုပ်ထွက်ကြည့်ရင်တက်သားနေမှာပဲဖြစ်ပါတယ်ရှင်။ performance အတွက်ဆိုရင်လည်း Snapdragon 6 4G channel ကိုသုံးမိထားတာဆိုတဲ့အတွက်ကြောင့်မလို့သူ့စင်းနှုန်းဝင်ကျင်နေရတော့အဆင်ပြေရလို့ပြောလို့ရပါတယ်။ဒါအပြင် 32MP main မရာနဲ့အသုံးပြုပေးထားပြီးတော့ပထမဦးဆုံး AI future photography ပါတဲ့အတွက်ကြောင့်မလို့ဓာတ်ပုံတွေရိုက်တဲ့အခါမှာဗီဒီယိုတွေရိုက်တဲ့အခါမှာကရုပ်ထွက်လာစေပြီးတော့အလွယ်တကူရိုက်လို့ရမှာပဲဖြစ်ပါတယ် Color OS 15ကိုသုံးမိတဲ့အတွက်ကြောင့်မလို့သူ့မှာသုံးမိထားတဲ့ icon တွေ design ဖိုင်တွေရဲ့လောကကိုအထားကြမိမိုင်နေမှာပါ၆ mAh battery ပေါ်မှာ45 watt Oppo Super VOOC ကိုသုံးမိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အားကြိုက်သွင်းစရာမလိုပဲနဲ့တနေ့ကအသုံးပြုရမယ့်အပြင်အသွင်းတဲ့အခါမှာလည်းအချိန်ကိုတတ်တာပြီးတော့အလွယ်တကူအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒါအပြင် ြင်ဒီ Oppo A5a လေးကိုဇွန်လ30ရက်နေ့လကုန်မတိုင်ခင်ဝယ်ယူတဲ့ customer တွေအတွက်ကိုလည်း2 year warranty စေစားပစ် warranty card ကိုလည်းလက်ခံရရှိအောင်မှာဖြစ်ပါတယ်။ဒီကနေ့စုပြောပြပေးသွားတဲ့ Oppo A5a လေးကိုစိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့စုလို့ရဲ့ Yanggo Mobile Store ပေးဆိုင်မှာပစ္စည်းလေးရှိတော့မြန်မြန်လေးလာဝယ်ပို့ဖို့အကြံပြုချင်ပါတယ်ရှင်။လက်ဆောင်လေးလည်းရရှိပါအောင်မယ်နော်။